ူးမြို့နယ်မဲဆန္ဒနယ်မှာတတိပုဂ္ဂလကိုယ်စားလှယ်အနေနဲ့ပြည်သူ့လွှတ်တော်ကနေဝင်ရောက်ရှင်းပြမဲ့ဒေါက်တာမျက်နှုခိုင်မှာတရုတ်တန်ရုံရှိဆန္ဒပြမှုဆိုပြီးတရားစွဲဆိုထိမ့်သိမ်းခံထားရပေမဲ့မဲဘုံမှာပြည်မြို့နယ်မှာရှိနေစေဖြစ်တယ်လို့ဒေါက်တာမျက်နှုခိုင်ကပြောပါတယ်ဒေါက်တာမြန်နုခိုင်ဟာ ပြည်သူ့လွတ်တော်ဥက္ကဋ္ဌသူရဦးရွှေမင်းနဲ့သမရအကြံပေးဦးကုတ်ကိုကျော်တို့ဝင်ရောက်ရှင်ကြိုင်မဲ့ချူးမြို့နယ်မဲဆန္ဒနယ်မှာတတိပုဂ္ဂလကိုစလဲအနေနဲ့ပြည်သူ့လွှတ်တော်ကနေဝင်ရောက်ရှင်ကြိုင်မှာဖြစ်ပါတယ်။ကိုစလဲလုံးဒေါက်တာမြတ်နုခိုင်ကိုတရုတ်တန်ယုံရှိဆန္ဒပြမှုနဲ့ပတ်သက်ပြီးဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ဒေါက်တာမြတ်နုခိုင်ကိုအော်တိုဘာလ28ရက်နေ့မှာတကုံမြို့နယ်တရားရုံးမှာဒုတိယအကြိမ်ရုံးထုတ်ခဲ့ပြီးတရလိုမလာရောက်တာကြောင့်ရုံးချင်းကိုနိုဝင်ဘာလ4ရက်နေ့ကိုပြန်လည်ချိန်ဆခဲ့ပါတယ်။ ဒုတိယအကြိမ်ယုံချင်းမှာလေဒေါက်တာမျက်နှုခိုင်တို့ဘက်ကအာမခံထက်မှန်လျှောက်ထားခဲ့ပေမဲ့ပယ်ချခံခဲ့ရတယ်လို့ဒေါက်တာမျက်နှုခိုင်ရဲ့ရှေ့နေကပြောပါတယ်ဒေါက်တာမျက်နှုခိုင်ဟာကိုစလေလုံးတယောက်ဖြစ်နေတာရဲ့ကျန်းမာရေးမကောင်းတာတွေအတွက်အထောက်အထားနဲ့တင်ပြပြီးအာမခံလျှောက်ခဲ့ပေမဲ့တရားရုံးကပယ်ချခဲ့တာကို သူမရဲ့ရှေ့နေကအခုလိုပြောပါတယ်ကျွန်တော်ကအာမခံလျှောက်ထားခဲ့တယ်လေယောက်ကိုပြုံးဆန်ကျင်းတဲ့ဥပဒေမှာလေယောက်ကိုသက်ကွန်တေရလျှောက်ထားခဲ့တယ်စေစာ ဒီဆီယမ်မရဲ့ကျမရင်းဆီယမ်ဆက်အထောက်ထားဟိုကိုယ်စားလောင်းမပုံနေအထောက်ထားတိုင်းနဲ့တင်ပြီးရှောက်တယ်ဒါပေမဲ့အမကံပေးလို့မရအောင်ဆိုပြီးညင်းပေတာဖန်စီထိန်ထိန်ထားပြီးတရားစွဲဆိုခံထားရတာနဲ့ပတ်သက်လို့ဒေါက်တာမြင်းနုခိုင်ကအခုလိုပြောပါသေးတယ်အော်ကျမကိစ္စမှာလဲကော်မရှင်ကဘာမှမသိသေးတဲ့အတွက်ကြောင့်ကျမရဲ့မဲဘုံကရှိနေတယ်ဖြူးမှာလူတို့ဒါဆွဲပြီးတော့ထိန်းသိမ်းထားလိုက်တဲ့အတွက်ကြောင့်ကျမမဲဘုံကကျမမစီးလုံးနိုင်တော့ ဒီအမှုအတွက်ကိုအန်တီကလည်းကိုကိုကိုကျွန်မတရုတ်တန်ရုံရှိလို့စပြီးတော့မပြောဘူးကိုကိုလည်းပြီးပြီလို့ထင်တယ်ဘာဖြစ်လို့လဲဆိုတော့ဆယ်လာကြီးတောင်ရှိပြီသားရဲ့ဒါဟိုလူဖမ်းတဲ့ကာလလည်းမဟုတ်တော့ဘူးလေလူဖမ်းတဲ့ကာလလည်းမဟုတ်နောက်တစ်ခါ2008ကိုအန်တီကဆန့်ကျင်နေတဲ့အမျိုးသမီးတယောက်ကဆန္ဒပြပြီးတော့နေတဲ့ဟာကိုစလဲလောင်းဖြစ်တယ်ဆိုတာ2008ကိုပူပေါင်းတဲ့သဘောရှိတယ်လေသားရဲ့ဘာလို့လဲဆိုဆန့်ကျင်လို့လည်းမရအောင်ကုံထောင်ထဲရောက်နေပြီလူစုလို့ကိုမရတော့ဘူးလေအဲ့တော့အန်တီကဒါ2008ကိုငါနဲ့နဲ့ လေ့လာပြီးတော့အထက်ကနေအတန်ထုတ်မယ်ဆိုရယ်စိတ်ရှိလို့အန်တီကရှောက်လိုက်တာသူတို့လည်းမမေးဘူးအန်တီလည်းမပြောဘူးဒီဆန္ဒပြတဲ့ကိစ္စပြီးပြီလို့ပဲထင်တယ်ဥကိုကိုကျော်ဆိုတာသူကဟိုကတတိပုဂ္ဂလအနေနဲ့ဝင်လာတယ်ဒါပေမဲ့လက်ရှိသူကဥသိန်းစိန်ရဲ့အကြံပေးသူကအဲ့လိုမျိုးတတိပုဂ္ဂလဆိုတော့ဥသိန်းရှင်ရဲ့ဟိုဟာတွေပေါ့တားရဲကားတွေဘာတွေရဲသူတို့ကြတော့စီယုံရင်အဲ့လိုစီယုံတာအန်တီတို့ကရှောင်ရှောင်ပေးရတယ်လေအဆောင်ရောင်အကုန်ပါတာပေါ့ စီယုံရတအားကုန်တာလေသူတို့ကြတော့ကားခွန်နှစ်စီးလဲစီယုံနိုင်အဲ့လိုမျိုးစီယုံကြတာပဲအပြိုင်အန်တီကဥကိုကိုကျော်လဲဟိုအားမဖြစ်ဘူးစီယုံတယ်သူဇာတိညောင်ကားရမှာစီယုံပြီးတော့နှစ်ရက်ကြတော့အန်တီအဲ့လိုဖြစ်သွားတယ်သူဇာတိညောင်ကားရမှာစီယုံတယ် तू ကဒီလိုလေးစီယုံရေးကျွေးကြော်တာလည်းအရေးကြီးတယ် तू က तू တရားဖောက်ပေးတယ်ဘာဆောက်ပေးညာဆောက်ပေးဆိုတော့အန်တီကလည်းပြောတယ်ဥဝင်းတင်ပြောတယ်စေအာနာရှင်ဂျေဇူးမူးလိုတော်ရှူစရာမရှိဘူးဂျေဇူးတင်စရာမရှိဘူးအဲ့ဒါမင်းတို့ပက်ဆန်နဲ့မင်းတို့လုတ်ပေးတာဟုတ်တယ်လေအဲ့လိုတော့ အန်တီနဲနဲ့စီယုံရေးကာလာမှာထိခိုက်တဲ့စကလုံးလေးတွေပြောလို့လို့ပဲအန်တီကယူဆလိုက်တာပေါ့ဒေါက်တာမြန်နုခိုင်ကိုဖမ်းဆီးတာဟာအကွက်ကြကြထောင်ချောက်ဆင်ဖမ်းဆီးတာဖြစ်တယ်လို့နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ရဲ့ဥဆောင်ကော်မတီဝင်ဦးထွန်းကြည်ကသူ့ရဲ့အမြင်ကိုအခုလိုပြောပြပါတယ်သူ့ကိုကိုယ်စားလောင်းအဖြစ်အတိမတ်ပြုတ်ပြီးတော့မှနော်အခုလိုမျိုးဒီရုတ်တရက်ဖမ်းဆီးတာစီသူတို့မှငွေတွေကရေချက်ရှိရှိနဲ့စနစ်ကြပြင်ဆင်ထားတယ်လို့သုံးသပ်တယ်ဒါကလုံးဝလုံးထိုက်တယ်အလို့တော့မဟုတ်ဘူး နော်ဒါကထောင်းချောက်ပဲနော်ဟပေးလာလိုက်တာနော်အဲသူကအမှန်တကယ်ဒေါက်တာလည်းဖြစ်တယ်တိုင်းပြည်ကိုဟုတ်ပြီနော်အကျမကြီးနဲ့တိဆောက်မယ်လို့သူ့ရဲ့ကျိုးကျော်သံတွေရောသူ့ရဲ့ကမ်ပိန်းတွေမှာလည်းပါနေတယ်သူ့ရဲ့ဦးစားပေးလုပ်အောင်မယ်အလုပ်တွေဟုတ်ပြီနော်ပြည်သူ့အကျမကြီးပြည်သူလူထုအဖို့ပြုတဲ့အကျမကြီးပေါ့ အဲ့ဒီကိစ္စတွေကိုသူကထဲထဲဝင်ဝင်လုပ်နေတဲ့အချိန်မှာတတော်များများလည်းပြည်သူလူထုရဲ့ထောက်ခံမှုရလာတဲ့အချိန်မှာတစ်ဖက်ကနေပြီးတော့အင်အားသုံးပြီးတော့သူ့ကိုငါးငါးခါဝေးတို့ပုံမှန်၁၈တို့၁၄၃တို့၁၄၈တို့နဲ့သူ့ကိုဆွဲချက်တင်ပြီးတော့အခုနော်အဲ့ဒါအုံနဲ့တကုံတရားရုံးမှာ နော်စစ်ဆင်းနေတယ်ဒေါက်တာညနုခိုင်ကိုပြီးခဲ့တဲ့နှစ်အတွင်းကတရုတ်တန်ယုံရှိမှာဆန္ဒပြမှုပါဝင်ခဲ့တယ်ဆိုပြီး အော်တိုဘားလ18ရက်နေ့ကမဲဆွယ်နေချိန်ဖြူးမျိုးနယ်မှာဖမ်းဆီးခဲ့တာဖြစ်ပါတယ်။လက်ရှိမှာမဲဆွယ်လုပ်ငန်းတွေကိုတော့သူမရဲ့အဖွဲ့တွေကဆက်လက်လုပ်ကိုင်ပေးလျက်ရှိပါတယ်။